ဝမှာအရေးကြီးတာကဘာလဲပေါ့နော်အဲ့တော့ဒီမေးခွန်းမေးမယ်ဆိုလို့ရှိရင်အားလုံးကတွေးကြလိမ့်မယ်ဘာကအရေးကြီးဆုံးလဲပေါ့နော်စမ်းမရေးလားဘာလဲပေါ့နော်အဲ့တော့အတီနာကဒီနေ့အဲပြပြပေးမယ်ပေါ့နော်ဒီဘဝမှာအရေးကြီးတဲ့အချက်အတီနာအတွေးတာပေါ့နော်အတီနာစိတ်ကိုမျှော်ပေးခြင်း ਨੇ အတီနာတွေးတာကဘဝမှာအရေးကြီးတဲ့အချက်ကနှစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီဒီ head နဲ့ wear ပေါ့နော်အဲ့တော့ဒီ English summer solution နဲ့တချို့တော့အရာတွေက တို့ကိုပြောဒီစက်လုံးတွေကနော် left hand နဲ့ German ကနေဆင်းသက်လာတယ်ဆိုလို့ရှင်တချို့နှလုံးတွေကဘလောက်ထိ value ပဲဖြစ်တဲ့ပုံမှာ multi ပြီးတော့အဲ့စက်နှုံးနှလုံးကဆင်တူဖြစ်တယ်လို့ပေါ့နော်တချို့တွေမှာဆိုလို့ရှင်လေဒီလိုမျိုးအဲ့စက်လုံးနှလုံးကဆင်တူဖြစ်တယ်ဆိုတာဘာလို့လဲဆိုလို့ရှင်အရေးကြီးတာချင်းတူဘူးပေါ့နော်အဲ့တော့ဒီဒီ head နဲ့ဝဲမှာဆိုလို့ရှင်လေဘာလို့စက်လုံးကတူနေတာလဲဆိုလို့ရှင်အဲ့နှစ်ခုကြောင့်ပေါ့တို့ရဲ့ဒီအရေးကြီးတဲ့ဒီအာ important ဖြစ်တဲ့အကြောင်းပေါ့နော်အဲ့တော့ဘဝမှာအရေးကြီးဆုံးလို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ဒီ health နဲ့ဝယ်ပေါ့နော်အဲ့တော့ဒီဒီနေ့အတင်နာကဒီ health ရဖို့အတွက်ဘာလုပ်မှလဲနဲ့ဝယ်တရားဖို့အတွက်ဝယ်တရားဖို့အတွက်ဘာလုပ်မှလဲဆိုတာ ਨੇ ပတ်သက်ပြပြပေးခြင်းနဲ့ပေါ့နော် အဲ့တော့ဒီဘဝမှာအရေးကြီးတဲ့ဒီအရာနှစ်ခုရဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1ကတော့ head ပေါ့နော်ဒီကျက်မရေးလို့ပြောတဲ့အခါမှာဆိုရင် ကျက်မရေးကတော့ဒါကဝဲထက်ကိုပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီမတန်းမှဘူးဆိုလို့ရှိရင်အနောက်ကဒီဝဲစွာလဲလုံးဝဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့တချို့တွေမှာဆိုလို့ရှိရင်ကျက်မရေးကပတ်စံနေဝင်လို့မရတဲ့အရာမျိုးတွေရှိတယ်အာချမ်းသာပြီမဲ့လဲမတန်းမှပဲနဲ့စိတ်ညစ်နေရတဲ့လူတွေလည်းရှိတယ်ပေါ့နော်အာအဲ့ဒီခါကျတော့ဒီကျက်မရေးရဖို့အတွက်ဆိုလို့ရှိရင်နော်အတိနာက၃ချက်ကိုပြပြပေးခြင်းတယ်ပေါ့နော်အာအဲ့ဒါကဘာလဲဆိုလို့ရှိရင် င်လေ့ကျင့်ခန်းလုပ်ပါဘောနံပါတ်1ကအာဘာလို့ဒီလေ့ကျင့်ခန်းလုပ်တာကိုနံပါတ်1ပြောလဲဆိုလို့ရှိရင်ပုံမှန်ကကျမ်းမာပြီးသားလူတစ်ယောက်ကဘာလို့လူတက်တန်းကတူဝါရလဲဘောနော်အဲ့တော့ကိုယ့်ရဲ့ဒီရွာမှာဆိုရှိရင်ရှိနေဘောနော်အသက်60เนาะဒီ80နားလောက်ဆိုလူတွေကဘာလို့တေကုန်တာလဲတကယ်တကယ်လူတွေရဲ့တက်တန်းကအဲ့လောက်ထိတော့မတူနေဘူးဘောနော်ဒါပေမဲ့အာလူဆိုတဲ့သဘောတရားကခဏကူရလေအရန်ကိုမှသူတို့မှဒီပြန်လဲပြုပြင်နိုင်စွမ်းရှိတယ်ပေါ့နော် အဲ့တော့လူငယ်တယောက်ကသူ့ပါသူကလေးချင်ငါမလုပ်ပဲနဲ့နေနေเนาะအငန်းလေးဘလောက်ဆဆအချွေဘလောက်ဆဆသူ့ရဲ့လူငယ်မိုးလို့သူ့ရဲ့ဒီခနာကိုရပြန်လဲပြပြပြင်နိုင်နေတဲ့အချိန်မှာဆိုလို့ရှင်တော့ဒီ head impact ကအဲ့လောက်ထိသူ့ပုံမှန်မတက်ရဘူးပေါ့เนาะအသက်ကြီးလာတဲ့အခါမှာဆိုရင်တော့ဒီခုနကတော့ငငယ်သေးကနေခဲ့ထိုင်ခဲ့တဲ့အရာတွေကပေါ်လာတာပေါ့အဲ့ခါမှာဆိုလို့ရှင်သူ့ရဲ့တက်တန်တူသွားတာပေါ့เนาะအဲအဲ့ဒီခါကျတော့เนาะဒီကို ိလျင်တည်ခြင်းမှာเนาะကိုယ့်ရဲ့ကျန်းမာရေးကိုကူယူဆိုင်ပါ၊ဒီကျင့်ငန်းလုပ်ပါပေါ့เนาะ။အာပြီးတဲ့ခါကျတော့เนาะအာနံပါတ်1ကဘာလဲဆိုလို့ရှိရင်เนาะဒီအငန်ရှော့စာပါ၊အချိုရှော့စာပါ၊ပြီးရင်အစီရှော့စာပါပေါ့เนาะ။အဲ့တော့အာဒီနှစ်ဒီဒီ3ခုရှော့စာရင်တောင်မှเนาะကိုယ့်ရဲ့ဒီဒီကိုယ့်ရဲ့ခြေကတော်တော်လေးခုမှကျန်းမာကြံ့ခိုင်နေပေါ့เนาะ။အဲ့တော့နံပါတ်3ကဘာလဲဆိုလို့ရှိရင်ကိုကအသက်ကြီးလာတဲ့ခါမှာဆိုငငယ်တော့တော့တိတ်မသိပါနဲ့အသက်ကြီးလာတဲ့ခါမှာဆိုလို့ရှိရင် ကိုလေးချိန်တက်လာတာတော့တွေ့ရမှာပဲအကိုလေးချိန်မတက်ဘူးဆိုရင်တော့မနော်ဒီမျက်နှာကျလာမယ်ပြီးလို့ရှိရင်ဘိုက်ကတော့ပူလာမယ်မယ်နော်တခြားဒီအာအဆီမရှိပြင်မယ်ဘိုက်နားနေမှာအဆီတွေစုလာလိုက်တော့ central obesity ရလာတာပေါ့နော်အာဒါမျိုးဆိုလို့ရှိရင်လည်းတော့ကိုကကိုလေးချိန်ရှော့မှာပေါ့နော်အဲ့တော့ဒီ၃ချက်ကိုကောင်းကောင်းလုပ်နိုင်လေဆိုလို့ရှိရင်ကျန်းမာနေပြီပေါ့နော်အဲ့တော့ဒါကျန်းမာဖို့အတွက်အတိအညာကအတူတူပြောပြတာပေါ့နော်အဲ့တော့ဒီဝဲအတွက်ကဘာလုပ်မှာလဲပေါ့နော်အဲ့တော့ဝဲအတွက်ကဘာလုပ်မှာလဲဆိုလို့ရှိရင်အာ များသောအားဖြင့်မိဘတွေကလေသားသမီးကိုဘလို့မတင်ဘလို့ပဲတင်ကြလဲဆိုလို့ရှင်အာပညာတက်ကြီးဖြစ်ဖြစ်စေခြင်းနဲ့ပေါ့နော်အာပြီးလို့ရှင်ထမင်းစားလက်မှတ်ရစေခြင်းနဲ့အဲ့လိုစိတ်နဲ့ပဲတင်ကြရယ်ပေါ့နော်တကယ်တကယ်မှလေစီးပွားရေးကဘာလို့စီးပွားရေးပညာရှင်တွေကပဲစီးပွားရေးအဲ စီးပွားရေးလုပ်တဲ့လူတွေကပညာရှင်တွေကိုပတ်စံပေးပြီးခိုင်းစားတာပေါ့နော်အဲ့တော့ဒီ professional လို့ပြောတဲ့အခါမှာအသက်မွေးဝမ်းကြောင်းပညာကွာအဲ့တော့အသက်မွေးဝမ်းကြောင်းပညာလို့ပြောလိုက်တဲ့စကားအတိုင်းအသက်ပဲမွေးလို့ရမှာနော်အသက်ပဲမွေးလို့ရမှာကွာကြံချားကိုလူစနိုင်လုံးလို့ရမှာမဟုတ်ဘူးအပြည့်စင်တာကအသက်မွေးဝမ်းကြောင်းပညာဒီအသက်ပဲမွေးလို့ရမယ်အဲတော့စီးပွားပညာဒီကိုလှုပ်ချင်တာလှုပ်လို့ရမယ်အဲတော့ကိုယ့်ရဲ့ ို့တာသမီရှိတယ်เนาะတာသမီကြီးလာတဲ့အခါမှာဘူးရှင်ဒီပညာတစ်ခုတည်းလည်းမဟုတ်ဘူးစီးပွားပညာကသင်ပေးရမှာပေါ့နော်အဲ့တော့ဒီအားအားတွေကနောက်ပိုင်းဗီဒီယိုကြည့်ရင်အတင်နာပြောပြမယ်။အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲ့ဒီသားသမီးကိုဒါကတော့နံပါတ်1ကတော့ဒါကခုနလုံးကနော်စီးပွားပညာသင်ပေးပါပေါ့နော်။အော်နံပါတ်2ကဘာလဲဆိုလို့ရှိရင်ပညာသင်ပေးရမယ်။အဲ့တော့စီးပွားပညာကြီးပဲသင်ပြီးတော့ပညာမတက်တဲ့ခလေးတယောက်တော့ဖြစ်လို့မရဘူးပေါ့နော်။အဲ့တော့ပညာလည်းတက်အောင်သင်ပေးရမယ်။အဲ့တော့ဘာလို့လဲဆိုရင်ပညာတက်မှသူ့ရဲ့လမ်းကြီး အင်ဗာရိုမင်ကကျဲသွားမယ်ပေါ့နော်အဲ့တော့သူတိတဲ့အတွေးခေါ်ကလည်းကျဲသွားမယ်အဲ့ဒီကလေးကအဲ့ဒီနေရာရောက်တဲ့ခါမှာဆိုအဲ့လိုတွေးတာပေါ့နော်အဲ့ခါကျတော့သူ့ရဲ့ပုံမှန်ချင်းဖွင့်ပြအောင်အတန်းပညာနဲ့တတ်အောင်သင်ပေးရမှာဖြစ်တယ်ပေါ့နော်အာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် အဘယ်အရွယ်ရောက်ရောက်လမ်းကြီးလုံရအောင်ပေါ့ကွာဥပမာအတီနာတို့လို့အခုဗီဒီယိုဆိုလို့ရှင်လဲဒါကအတီနာတို့အရွယ်မှမဟုတ်ဘူးလူကြီးတွေလည်းရိုက်လို့ရတယ်ပေါ့ဟိုဖဖိုးလည်းရိုက်လို့ရဖဖွားလည်းရိုက်လို့ရဖဖွားရိုက်ရင်လည်းဖဖွားရဲ့ပိတ်သက်ကဖဖွားကိုကြည့်မှာပဲကွာဖဖိုးရိုက်လည်းဖိုးရဲ့ပိတ်သက်ကဖဖိုးကိုကြည့်မှာပဲအာပြောချင်တာကလမ်းကြီးပေါ့နော် အခုခေတ်ကလေးတွေဘာလုပ်နေလဲကိုအသက်ဘယ်အရွယ်ရောက်အခုခေတ်ကလေးတွေကဘာလုပ်နေလဲပြီးကလေးတွေရဲ့သူ generation ကိုကိုကလိုက်နိုင်အောင်ကြိုးစားမှာပေါ့နော်ဥမာကိုရဲ့ခါလေးကြလို့ရှိရင်ကိုကမိဘတယောက်ဖြစ်တယ်ကလေးတယောက်ဖြစ်တယ်ဆိုကြအဲ့ကလေးရဲ့ generation ကိုကမလိုက်နိုင်ဘူးတော့တာရှိတယ်ပေါ့နော်အဲ့ခါမှာဆိုရင်ကလေးပေါ်မှာ supportive မပေးနိုင်တာမျိုးတွေရှိတယ်ပေါ့နော်အာဒါလိုမျိုးတော့ရှိတယ်အဲ့တော့ခါကြတော့ဒီလန်နီးကိုနော်ဘယ်အရွယ်ရောက်တဲ့အထိအသက်အရွယ်ဆုံးငန်းတိုင်လို့ဆိုတာရှိပေါ့နော်ဘယ်အရွယ်ရောက်လန်နီးလောက်ကမယ်ပေါ့နော်အဲ့တော့ နံပါတ်4ကပါလဲဆိုလို့ရှိရင်เนาะဒီရှက်တက်တဲ့အကျင့်ကိုပြင်လိုက်ပါပေါ့เนาะအဲ့တော့စီးပွားပညာဒီ wealth ဖြစ်ဖို့တော့ဆိုလို့ရှိရင်ရှက်ကြောက်နေရဆိုတော့ဘာမှဖြစ်လာမှာမဟုတ်ပေါ့เนาะအဲ့ဥမာကိုကအာဆိုင်တစ်ခုဖွင့်တာအစကွာရှက်နေလို့မရအောင်ကွာအဲ့တော့ကိုတွေကဘာအရှိတရားလက်ခံအောင်မလဲဆိုရင်အလုံးလုံးမှထမင်းစားလို့ရမယ်ဆိုတဲ့အရှိတရားလက်ခံမှု အပြောချင်တာတခါတည်းကလူကလေအာလူတွေကအရန်ကောင်းခြင်းနေတော့သူတို့ရဲ့စိတ်ကူးရင်းနဲ့ဘဝလည်းဖြစ်ခြင်းဖြစ်မှာပေါ့နော်။ဘာမှမလုပ်ရဘဲနဲ့စားခြင်းနေပေါ့နော်။အာဘာမှမလုပ်ရဘဲနဲ့စားရဲဆိုတာကဟိုးနော်ဒီကုမ္ပဏီပိုင်ရှင်တထေးကြီးလည်းဘာမှမလုပ်ရဘဲနဲ့စားရဲဆိုတာမရှိဘူး။အာဘသူမှဘာမှမလုပ်ရဘဲနဲ့စားရဲဆိုတာမရှိဘူး။အဲ့တော့ဘာမှမလုပ်ရဘဲနဲ့စားရဆိုတဲ့အရာတာကိုဂုံမယူတတ်ဖို့လဲလို့ရပေါ့နော်အဲ့တော့အလုံးဟူသမ ्या ဂုံရှိဆိုတော့ဥမာကိုကဘယ်ပိုဇီရှင်ပဲရောက်ရောက် ကိုယ့်အလုပ်ကိုကိုယ်လုပ်မယ်ဆိုရှင်ကိုယ်ကဂုံယူယူနဲ့လုပ်ကြမယ်ကိုယ့်ရဲ့အလုပ်ကိုနော်တည်တည်ကြာကြာလုပ်ကြမယ်ပေါ့နော်အဲ့လိုလုပ်တာနဲ့တင်ကိုဒီနေ့လုပ်လိုက်တာကမနှက်ဖြန်အတွက်ကိုယ့်အတွက်ဒီအားအင်တစ်ခုဖြစ်တယ်လို့နော်ဒီကိုယ်ရရဲ့လာစာအတွက်လည်းကိုယ်ကအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကိုယ်မှာဒီကိုယ်မချမ်းသာတဲ့နောက်မှာကိုယ့်ရဲ့ဒီတစ်နှစ်တာကိုယ့်ရဲ့တစ်နှစ်တာတစ်လတာကိုနော်အဆင်ပြေနဲ့ဖြတ်တန်းနိုင်မှာဖြစ်တယ်ပေါ့နော် အဲ့ခါကျတော့ဒီရှက်ကြောက်တက်တဲ့ပြင်ကိုပြင်ထားပါငါဒီအလုပ်လုပ်ရလို့ရှက်ရတာဒါမှမဟုတ်လေငါတော့ဆိုင်ဖွင့်လိုက်လို့ရှက်ရတာဒါမှမဟုတ်လေငါဗီဒီယိုတင်လိုက်လို့ငါရှက်ရတာအော်ဒါမှမဟုတ်လို့ရှင်လေငါကအခုကိုယ့်ရဲ့ပစ္စည်းတစ်ခုကိုတခြားသူကိုအာစပြီးမေးဆက်တဲ့အခါမှာရှက်ရတာနော်ဒီအချက်တရားကိုနော်မပြတ်တရွေကဒီ wealth ကဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ပြောချင်တာအာတွေးမှုကြမှာပါနော်လှဲတမ်းမိပွိုက်ကိုတွိုင်းတော့မှတချို့လက်ကန်းစားဆောင်ပြီး ဝေနေတဲ့လူငယ်တွေရှိမှာပဲအဲ့တော့အဲ့လူငယ်တွေကဘာလို့ဝေလဲဆိုတာဒါအမတမလေးစားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့သူတို့မဝင်ရောသူတို့ကဒီသူတင်နှံဖွင့်နေဆိုတာဘယ်သူကသိမှာတော့အပြောချင်တာက notice ပေးရမယ်လူတွေကိုเนาะဒါမျိုးပေါ့เนาะအဲ့တော့ဒီရှက်ကြောက်တဲ့အကျင့်ကိုပြင်လိုက်ပါပေါ့เนาะအဲ့တော့နမတ် ငါးချက်ကဘာလဲဆိုလို့ရှိရင်เนาะဒီ hotness ဖြစ်ကပွင့်လင်းရိုးသားရမယ်ကွာအဲ friendly ဖြစ်ကမယ်ပေါ့เนาะ hotnessly ဖြစ်ကမယ်အဲ့တော့ဒီအဲ့ဒါကကြတော့လေဒီ hotnessly ဖြစ်တဲ့လူနဲ့ friendly ဖြစ်တဲ့လူနဲ့ဒီ low key ပဲနေတဲ့လူနဲ့ကကွာသွားပါပေါ့เนาะအဲ့တော့ဒီဥမာ company တစ်ခုမှာပဲဖြစ်ဖြစ်ကွာကိုနဲ့ကိုတငယ်ချင်းနဲ့အလုပ်လုပ်ပြီးကိုကတော့ဒါကိုကမတော်တာတော့မဟုတ်ဘူးတော်ဒါပေမဲ့ကိုက low key ပဲနေတယ်ကိုတငယ်ချင်းကတော့အာသူစိတ်ဝင်စားတာတွေကိုတခြားသူတွေနဲ့သူပြောတယ်ကွာ communicate skill လည်းကောင်းတယ်အဲ့ငါကတော့ဒါမျိုးစိတ်ဝင်စားတယ်ငါဒါမျိုးလုပ်ချင်တယ် အခွင့်ရရရင်ငါကလုတ်ခဲရရင်ကောင်းမှာပဲဒါမျိုးကို့အကြောင်းတွေကိုနော်တခြားကို့တငယ်ချင်းတွေကတိနေတဲ့အခါကျတော့ဒီလိုအခွင့်အရေးမျိုးသာပေါ်လာကြည့်ကွာဘသူ့ကိုပဲလွှဲပေးမယ်လို့ထင်တော့ကို့တငယ်ချင်းကိုပဲလွှဲပေးမှာလေကို့ရဲ့ဒီစိတ်ဝင်စားမှုတွေ interest တွေဘသူမှမသိဘူးလေအဘသူမှမသိလို့ရှိရင်နော်အခွင့်အရေးတွေကကို့စီလာမှာမဟုတ်ဘူးပြောစင်တာကဒီ low key ပဲမနေပါနဲ့ honestly ဖြစ်ကမယ်နော်ဒီ friendly ဖြစ်ကမယ်ပေါ့နော်ကောင်းသောနည်းလမ်းတွေဒါမျိုးတွေဖြစ်တယ်အဲ့ဒါတွေကလည်းဒုတိယကို web ဖြစ်အောင်နော်လှုပ်ဆောင် ဆွမ်းဆောင်ပေးတဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်เนาะဒီခုနကတော့ကအာကိုယ့်ရဲ့เนาะဒီစိတ်ဆွမ်းအားကိုเนาะမြင့်တင်တာပေါ့เนาะအဲ့ confident ညုံချင်မှုရှိတာဒါမျိုးကလည်းเนาะအာဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒါကဝဲဖြစ်ဖို့အတွက်ဒီလမ်းစာတစ်ခုဖြစ်တယ်ပေါ့เนาะအခုအတ္တနာကဒီဝဲဖြစ်ဖို့အတွက်ပေါ့เนาะအချက်အာ1 2 3 4 5 6 6ချက်ကိုပြပြခဲ့ပေးတာပေါ့နော်အားလုံးပဲဒီဗီဒီယိုမှာအားလုံးပဲအာပေါ့နော်ဘုဒ္ဓအားအားလုံးပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓရရသွားမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့လောကီမှာအရေးကြီးဆုံးကအရေးကြီးဆုံးကကျမ်းမာရေးနဲ့ ချမ်းသာခြင်းပါရှင်အဲ့တော့အားလုံးပဲတည်ကြမှာပါเนาะဒီဆုတောင်းတော့မှကျမ်းမာချမ်းသာပါစေလို့ဆုတောင်းမယ်เนาะကျမ်းအဆုပေးရင်လည်းကျမ်းမာချမ်းသာပါစေလို့ဆုပေးရအဲ့တော့ဘာလို့ဒီနှစ်ချက်ကိုပဲဆုပေးတာလဲဆိုရှင်ဒီနှစ်ချက်ဒီဘဝမှာဒီနှစ်ချက်သာတကယ်ပြည့်စုံမယ်ဆိုလို့ရှင်သူတို့တွေကလူဘဝရတာအရင်ကလူဖြစ်ရကြုံနှက်တယ်เนาะပြီးလို့ရှင်လူဘဝမှာအရင်ပျော်တာပေါ့เนาะကိလေသာရင်းနေเนาะအဲ့တော့ဒီလူဘဝမှာပျော်ရှင်ဖို့အတွက်ဆိုလို့ရှင်ခုနကတော့ health နဲ့ weight ကတော့အရေးကြီးတယ်ပေါ့เนาะ အဲ့တော့ကိုကကျမ်းမာနေတယ်ဆိုလို့ရှင် wealth ကိုကိုကလေးလာတယ်เนาะကိုအပေါ်မှာမူတည်ပြီးတော့ကိုလုံနိုင်ရေပေါ့เนาะအဲ့အခါကျတော့เนาะဒီကျမ်းမာရေးကအခြေခံအရင်းမြစ်ပါเนาะအလုံးမဲ့เนาะဒီစဉ်ငန်းလောက်ပါအချို့အငန်းတွေ short စားပါကိုရဲ့ body weight ကိုကိုထိန်းမှာပေါ့เนาะအာဒါတွေနဲ့ပတ်သက်ပြီးတော့ဒီစဉ်မှာဘာပါအလုံးမဲ့တာကြွရှင်နဲ့ညနေခင်းလေးဖြစ်ပါလိမ့်ရှင်ဘုမား